ကဘာပေါ်မှာနော်ပထဝီနိုင်ငံရေးရချိန်ဖြစ်သွားပြီလီစင်နေခင်မမီတော့ဒီမိုကရေစီဒီပဲလေလူတွေသိစိတ်မဝင်စားတော့အဓိကက national interest အမျိုးသားအကျိုးစီးပွားအမျိုးသားအကျိုးစီးပွားတွေကျွန်တော်တို့အားလုံးကကျွန်တော်တို့ solid uni unity စူးစီးတဲ့ system ကခက်စားလာပြီအဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးရကျွန်တော်တို့တိုင်းရင်းသားပြည်နယ်တွေဒီခွတ်ထွက်လို့မရဘူး ွက်ထွက်တာနဲ့အိမ်ဒီပါချင်းတွေရဲ့ဝါမျိုးချင်းကြုံဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံတိုင်းရင်းသားများသည်เนาะဒီပြည်တော်စုကြီးမှာပြည်တိုင်းရင်းသား၈မျိုးလက်တွဲပြီးတော့နေမှအဲ့ဒီလူမျိုးတွေအမျိုးဘာသာသာသနာတည်မြဲမယ်ပြည်တော်စုကခွဲထွက်လို့မရဘူးပြည်တော်စုကခွဲထွက်တာနဲ့မကြခင်မှာပြားလိုက်မှကြည်ရပြားလိုက်မှကြည်ရကျွန်တော်ပြောတာမယုံမရှိနဲ့ပြူဆိုတာဒီကနေ့ပြလို့မရတော့ဘယ်မှာလဲပြူလူမျိုးပြားလိုက်မှပဲရှိတော့ အဲ့ဒီ message ကိုတော့ပေးလိုပါတယ်ဒီနေ့ဟာမြန်မာနိုင်ငံရဲ့ NCA လက်မှတ်ထိုးတာ10နှစ်ပြည့်ဖြစ်ပါတယ်ကျွန်တော်ဟာပြီးခဲ့တဲ့10နှစ်က NCA ရေးဆွဲတုန်းကလည်းကျွန်တော်အများကြီးအဲပါဝင်ခဲ့ပါတယ်လက်မှတ်ပြည်တွင်းအသိသက်သေအနေနဲ့လည်းလက်မှတ်ထိုးခဲ့တယ်အဲ့တော့ NCA မှာအခန်းပေါင်း9ခန်းအချက်ပေါင်း33ချက်ပါတယ်ဒီ NCA ကိုအခုပြန်ပြီးတော့ဒါကျွန်တော်တို့10နှစ်ပြည့်အခမ်းအနားလှုပ်လိုက်ခြင်းအပြင် NCA ကိုပြန်ပြီးတော့ အသက်သွင်းလိုက်သလိုပေါ့နော်အသက်သွင်းလိုက်သလိုနိုင်ငံတော်အကြီးအကဲကိုယ်တိုင်တက်ပြီးတော့ဒါ NCA လက်မှတ်ထိုးခဲ့တဲ့လူတွေလက်မှတ်ထိုးတော့ပါခဲ့တဲ့လူတွေမတက်တဲ့လူတွေလည်းရှိတယ်သို့တော်လည်း NCA ကိုပြန်ပြီးတော့ဆင်းနေပြည့်ခန်းသားကိုဒီလိုကြီးကျယ်စွာလှုပ်လိုက်ခြင်းအပြင် NCA ပါအချက်လက်များကိုဆက်လက်အကောင့်တွေဖော်ဖို့အတွက်လမ်းဖွင့်ပေးလိုက်တဲ့သဘောလို့ကျွန်တော်မြင်တယ်အများကြီးကောင်းတော့မှာဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့အဲလူတိုင်းကလည်းလိုချင်နေတာဒီလိုကျွန်တော်တို့ဒီမိုကရေစီဆိုတာလေအဲ့တော့ ကျွန်တော်တို့နိုင်ငံတော်ယာယီသမရလည်းပဲပြောပြီးပြီသူတို့ရဲ့လုံဆရာရှိတဲ့လုပ်ငန်းတွေကိုတိုင်းတာတစ်ခုတည်းလုံဆောင်ပြီးတဲ့အတွက်အခုလာမဲ့ဒီဇင်ဘာလ28ရက်2025မှာအထွေထွေရွက်ောက်ပွဲကြီးလုပ်မယ်လုံလို့ရတဲ့မြို့နယ်တွေမှာ လုပ်မယ်လုပ်ပြီးတော့စနစ်နှမျိုးနဲ့လုပ်မယ်တစ်ခုကတော့ APTP နောက်တစ်ခုကတော့ MMP ပေါ့နော် PR စနစ်ပေါ့အဲ့လိုလုပ်တဲ့အတွက်ကျွန်တော်တို့ပါတီအကြီးတွေရောပါတီအသေးတွေရောအားလုံးပါလာမယ် ပါလာတဲ့အတွက်လာမဲ့ကမ်းမင်းမြန်မာနိုင်ငံဟာဒီမိုကရေစီအစိုးရတရက်ပေါ်ထွန်းလာမယ်ပေါ်ထွန်းလာတဲ့အခါမှာကျွန်တော်ထင်ပါတယ်မြန်မာနိုင်ငံကြီးရဲ့အနာဂတ်ဟာအများကြီးကောင်းသွားလိမ့်မယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်တိုင်းသားရဝန်ကြီးဌာနရောဒါလုပ်နေပါတယ်တိုင်းသားများခွင့်ရေးကာကွယ်စောင့်ရှောက်တဲ့ဥပဒေနေဥပဒေပြဋ္ဌာန်းပြီးတော့ကျွန်တော်ဆောင်ရွက်နေတယ်အဲ့မှာတိုင်းရင်းသားရဆိုတာပါလေတိုင်းရင်းသားရဆိုတာတိုင်းရင်းသားများရဲ့စာပေယဉ်ကျေးမှု ဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာတိုင်းရင်းသား10မျိုးရှိတယ်။သူ့ရဲ့မျိုးနွယ်စု135မျိုးရှိတယ်။အဲ့တိုင်းရင်းသားချင်းချင်းသူတို့ရဲ့တယောက်ရဲ့ယဉ်ကျေးမှုတယောက်ကသိရမယ်။နားလည်ရမယ်။အဲ့လိုနားလည်တော့မှတယောက်ယဉ်ကျေးမှုတယောက်သိတော့မှတယောက်နဲ့တယောက်နဲ့လေးစားမှုနော်လေးစားမှုဆိုဖြစ်လာမယ်။အဲ့လေးစားမှုရဲ့အောက်မှာနောက်မှာယုံကြည်မှု believing တယောက်ရဲ့ယုံကြည်လာမယ်။အဲ့ဒီယုံကြည်ပြီးတော့မှတယောက်နဲ့တယောက်နဲ့ love လို့ခေါ်တယ်တယောက်ကျိုးတယောက်လိုလားလာမယ်အဲ့ဒီနောက်မှမ ကျွန်တော်တို့ငញ្ញံရေးဆိုတာပါလာငញ្ញံရေးရှိမှဖြုံမျိုးတိုးတက်ရေးဆိုတာပေါ်လာအဲ့ဒါကြောင့်ကျွန်တော်တို့ဝန်ကြီးဌာနတော့အကောင်းဆုံး တိုင်းရင်းသားများရဲ့တယောက်ရဲ့စာပေရင်းမှုတယောက်ရဲ့ UI ရင်းမှုတယောက်ရဲ့ traditional delay ထုံးတမ်းများကို အပြန်လှန်သိအောင် ကျွန်တော်တို့ဝန်ကြီးဌာနလုပ်ပေးနေပါတယ်ပြီးတော့တိုင်းဒေသကြီးနေဆက်က တိုင်းရင်းသားတွေကို ကျွန်တော်တို့ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေကိုကျွန်တော်တို့နေပြည်တော်ခေါ်တယ်ရှမ်းပြည်နယ်စပ်ကတိုင်းရင်းသားစာပေအင်ဂျင်မှုဖွဲ့တွေကိုနေပြည်တော်ခေါ်တယ်ဘကိုးကစာပေအင်ဂျင်မှုဖွဲ့တွေကိုတခြားမြို့ကိုခေါ်တယ်ခေါ်ပြီးတွဲဆုံမွဲတွေကျွန်တော်လုပ်ပေးတယ်နောက်ပြီးတော့ရင်ကျေးမှုတွေကိုပြရတယ်ပြီးတော့ရန်ကုန်မှာရှိတဲ့တိုင်းရင်းသားကြီးရွာမှာလည်းတိုင်းရင်းသားရှင်မျိုးရဲ့ရိုးရာအိမ်နဲ့ရိုးရာအုံဆောင်တွေပြပြီးတော့တယောက်ရဲ့ရင်ကျေးမှုတယောက်တိချီအောင်တယောက်တယောက်နဲ့တယောက်ခင်မြောင်းဆောင်ဝေးပေးနေပါတယ်ကျွန်တော်ခု ရန်ကုန်တိုင်းကိုလည်းသွားမယ်တချင်းပြည်နယ်ကိုသွားမယ်အဲ့မှာစာပေကြီးမှုဖွဲ့ရင်းနဲ့တွေ့မယ်ရွက်ကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောဝဲတွေလုပ်မယ်ဒီမဲပေးတယ်ဆိုတာကျွန်တော်တို့နိုင်ငံသားတယောက်ရဲ့အမြင့်ဆုံးခွင့်ရဖြစ်တယ်အချုပ်ချအာဏာသည်ကျွန်တော်တို့မဲပေးခွင့်ရှိတဲ့လူတွေမှာပဲရှိတယ်။အဲ့ဒီအချုပ်ချအာဏာရကိုယ့်ရဲ့ရရှိထားတဲ့အချုပ်ချအာဏာကို ိုကိုစားဥပဒေပြုပါအုပ်ချုပ်ရေးလုပ်ပါတရားစီရင်ပါဆိုပြီးတော့အသေးကြမဲတပြားနဲ့ကျွန်တော်တို့တောင်းအပ်လိုက်တာအဲ့ဒါကြောင့်မဲပေးခြင်းဒီနိုင်ငံသားရဲ့အမြင့်ဆုံးခွင့်အရေးဖြစ်တယ်ဒီအခွင့်အရေးကိုလက်လွတ်မဆုံးရှုံးကြပါနဲ့နော်အဲ့တော့ရွေးကောက်ပွဲဥပဒေမှာဘယ်လိုပြားထားတယ်နော်ပြည်သူလွှတ်တော်မှာဘယ်လိုဝင်ပြိုင်ရမလဲအမျိုးသားလွှတ်တော်မှာဘယ်လိုမဲပေးရမလဲတိုင်းပြည်သားလွှတ်တော်အနေနဲ့ဘယ်လိုပေးရမလဲနောက်ပြီးတော့တိုင်းရင်းသားကြီးဟာဝန်ကြီးရှင်ပြိုင်တဲ့နေရာရှိရင် ဘလို့ပေးရမယ်ဆိုတာဒီကျွန်တော်ကရွေးကောက်ပွဲဆင်ရအသိပညာပြီးဟောပြောဝင်ပြီးသွားပြောမှာဖြစ်ပါဒီနေ့ယာယီသမရာကြီးပြောရတဲ့စကားထဲမှာလည်းပါတယ်ကျွန်တော်ယာယီသမရာကြီးပြောသွားပြီးတော့စိတ်ထဲမှာတော်တော်လေးဟိုပါဖြစ်တယ်ခံစားရတယ်ကျွန်တော်နိုင်ငံဟာတယန်စတာလဲပေါ်တယ်လူတွေလဲအကျူလဲသိမ့်မြင့်တယ်နော်နောက်ပြီးတော့အလုတ်လုံနိုင်တဲ့လူငယ်တွေလဲအများကြီးရှိတယ်နော်အဲ့တော့လွတ်လပ်ရေးရပြီးကြတဲ့ကဒီ ဖြစ်ပေါ်လာတဲ့တိုင်းသာအချင်းချင်းဖြစ်နေတဲ့ပဋိပက္ခဟာနိုင်ငံတော်ကပေးနေတာနော်အမှန်မှကျွန်တော်တို့ထက်အများကြီးနောက်ကျကြံခဲ့တဲ့နိုင်ငံတွေအခုကျွန်တော်တို့ကိုကြောတက်သွားပြီနော်လာအိုဒီဘီလင် GDP တွေမြင့်သွားပြီအရင်တော့လာအိုဆိုတာကုန်းတွင်းပိတ်နိုင်ငံကျွန်တော်နှိမ်ပြောတာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်နိုင်ငံမှာအားလုံးပြည်စုံပါလေရဲ့နဲ့ဒီဘာမှမဟုတ်တဲ့အချင်းချင်းသွေးစည်းညီညွတ်မှုစီးလုံးညီညွတ်မှုပြပြပြီးတော့တိုက်ပွဲတွေဖြစ်နေတာအင်မတန်ဝန်းနေဖို့ကောင်းတယ် အဲ့တော့ဓာရီကိုမကြခင်မှာဓာရီကိုရက်ကြတော့ရက်ပြီးတော့အကောင်းဆုံးဒီနိုင်ငံတော်ရဲ့အချုပ်ချာအာဏာကိုလိုချင်ရင်တနက်ကင်ပြီးတော်လှန်လို့အဆင်မပြေဘူးပြည်သူပဲဒုက္ခရောက်တာနော်အခုတိုက်ပွဲဖြစ်တဲ့နေရာတွေမှာကြည့်လိုက်ပြည်သူလူထုပဲဒုက္ခရောက်သွားတယ်နော်ဘာမှဖြစ်မလာဘူးနော်နှစ်ပေါင်း80နာနီးလာပြီနော်တိုင်းရင်းသားတွေလက်နက်ကင်ပုံကန်တော်လှန် တိုင်းရင်းသားပြည်နယ်ဖြစ်လာသလားတိုင်းရင်းသားနိုင်ငံဖြစ်လာသလားဘာမှမဖြစ်မဖြစ်လာဘူးဘာဖြစ်သွားသလဲမွဲတယ်ဆင်းရဲတယ်ပညာမတတ်ဘူးပညာမတတ်လို့ဆင်းရဲတယ်ဆင်းရဲလို့ပညာမတတ်ပညာမတတ်လို့ဆင်းဆင်းရဲလို့ဒုက္ခရောက်အဲ့လိုမုံလုံးစက်ခုကတ်နေတယ်အဲ့ဒါဟာဒီကနေ့ကျွန်တော်ရက်ဖို့ကောင်းပြီရက်သိမ့်ပြီနော်ကျွန်တော်အဲ့ message ကိုပေးလို့တယ်ကျွန်တော် NCA ဖြစ်ပေါ်လာဖို့အတွက်အများကြီးကြိုးပမ်းခဲ့ရပါတယ်နော်အစည်းအဝေးပေါင်းမြောင်များစွာနော်လူလူပေါင်းနော် ဖွဲ့စည်းတွေအများကြီးနဲ့တွေ့ပြီးတော့ကျွန်တော်တို့တွေလှုပ်လာခဲ့တာဒီ NCA ဆယ်နှစ်ပြည့်အခမ်းအနား NCA ကိုပြန်ပြီးတော့ဟိုလှုပ်လိုက်သလိုပဲအင်ဂျင်နှိုးလိုက်တာเนาะအင်ဂျင်နှိုးလိုက်တယ်မကြခင်မှာလဲအခုနိုင်ငံတော်ကလည်းပဲเนาะဒီ EAO တွေကိုဖိတ်ခေါ်ထားတယ်လာပြီးတော့เนาะအလင်းဝင်ပါเนาะနိုင်ငံတော်နဲ့ပူးပေါင်းပြီးဆောင်ရွက်ပါနိုင်ငံတော်အာဏာကိုလိုချင်ရင် နိုင်ငံရေးပါတီထောင်လို့ထောင်လို့တော်၎င်းတည်သည့်ပုဂ္ဂလအနေနဲ့တော်၎င်းဝင်းရောက်ရှင်ပြိုင်ပါရှင်ပြိုင်ပြီးတော့နိုင်ငံတော်ရဲ့ဖွံ့ဖြိုးရဖွံ့ဖြိုးတိုးတက်ရတိုးတက်ကြောင်းဝင်းရောက်လောက်ကင်ပါတနတ်ကင်ပြီးတော့တော်လှန်လို့ကတော့လူတွေသေတာပဲဖတ်တယ်မယ်ဘယ်တော့မှနိုင်ငံအာဏာမရနိုင်ဘူးအဲ့ဒီ message ကိုပေးလိုပါတယ်နောက်တစ်ခုကကျွန်တော်ကဘာပေါ်မှာနော်ပထဝီနိုင်ငံရေးရချင်းဖြစ်သွားပြီလီစင်နေခင်မမီတော့ ဒီမိုကရေစီဒီပဲလေလူတွေသိစိတ်မဝင်စားတော့ဘူးအဓိကက national interest အမျိုးသားအကျိုးစီးပွားအဲ့တော့အမျိုးသားအကျိုးစီးပွားတွေကျွန်တော်တို့အားလုံးကကျွန်တော်တို့ solid uni unity စုစည်းတဲ့ system ကခေတ်စားလာပြီခေတ်စားတော့ဒါကြောင့်ကျွန်တော်တို့အခု NATO ဖွဲ့ပြီး Binstead เนาะနောက်ကျွန်တော်တို့အဲရှဟိုင်းပူပေါင်းဆောင်ရွက်မှုဖွဲ့ ဒါမျိုးတွေကနိုင်ငံတွေကစုနေကြပြီအဲ့တော့ကျွန်တော်မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအိန္ဒိပါချင်း9နိုင်ငံရှိတယ်အိန္ဒိပါချင်း9နိုင်ငံမှာအိန္ဒိယကလူဦးရေ3400ရှိတယ်ကျွန်တော်မြန်မာနိုင်ငံသန်း90လောက်ပဲရှိတယ်နော်ပြီးတော့အိန္ဒိယနိုင်ငံကညူကလ িয়ার ပိုင်တယ်ပြီးတော့ဒီဘက်မှာတရုတ်နိုင်ငံလူဦးရေသန်းထောင်ကျော်ရှိတယ်1300လောက်ရှိသူလည်းညူကလ িয়ার ပိုင်တယ်ပြီးတော့ဒီဘက်မှာကျွန်တော်တို့ထိုင်းနိုင်ငံလာအိုနိုင်ငံ နော်ဘင်္ဂလားဒေ့ရှ်380လောက်ရှိတယ်နော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ကျွန်တော်တို့တိုင်းရင်းသားပြည်နယ်တွေသည်ခွတ်ထွက်လို့မရဘူးခွတ်ထွက်တာနဲ့အိန္ဒိပါချင်းတွေရဲ့ဝါမျိုးချင်းကြုံဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံတိုင်းရင်းသားများသည်နော်ဒီပြည်တော်စုကြီးမှာပြည်တိုင်းရင်းသားရှစ်မျိုးလက်တွဲပြီးတော့နေမှအဲ့ဒီလူမျိုးတွေအမျိုးဘာသာသာသနာတည်မြဲမယ်ဥပမာပြကျွန်တော်ရခိုင်ပြည်နယ်ကြည့်လိုက်ပါဆိုရခိုင်ပြည်နယ် ပြည်တော်စုကခွဲထွက်လို့မရဘူးပြည်တော်စုကခွဲထွက်တာနဲ့မကြခင်မှာရခိုင်လူမျိုးဆိုတာရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ကိုပြတိုက်မှကြည်ရပြတိုက်မှကြည်ရကျွန်တော်ပြောတာမယုံမရှိနဲ့ပြူဆိုတာဒီကနေ့ပြလို့မရတော့ဘယ်မှာလဲပြူလူမျိုးပြတိုက်မှပဲရှိတော့အဲ့ဒီ message ကိုတော့ပေးလို့ပါတယ်အဲ့တော့ဒီကနေ့ NCA ဆယ်နှစ်မြောက်မှသည်အနာဂတ်မြန်မာနိုင်ငံရွေးကောက်ပွဲအလွန်နော်ခင်မီဖြုံမျိုးတိုးတက်သော ဒီမိုကရေစီပြည်ထောင်စုတည်ကြီးဖြစ်ကျွန်တော်မျှော်လင့်ပါတယ်